ဒီနေ့မှာတော့ Facebook မှာဗီဒီယိုတင်ပြီးပတ်စံချန်တင်လို့ရတဲ့ Facebook page မှာဗီဒီယိုတွေကိုဘယ်လိုစနစ်တကျတင်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ဒီနည်းကိုကျွန်တော်သင်တန်းတက်ပြီးမှာသိခဲ့ရတာပါ။ဒါကို message လို့အတွက် free share လုပ်ပြီးတော့မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ channel လေးက message လို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe တွေလုပ်ပေးခဲ့ကြပါဦး။ ုလိုမျိုးအချိုးရှိတဲ့ဗီဒီယိုတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့လို့မမေ့ချော်နေပါဘူးเนาะကျွန်တော်ရဲ့ဖုန်းမှာအရင်ဆုံး browser တစ်ခုခုရှိပြီးတော့လိုပါတယ်ကျွန်တော်ကတော့ဒီနေ့မှာ Chrome browser နဲ့လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော် Chrome browser တွေကိုကျွန်တော်ဝင်ရပါမယ်ဝင်ပြီးဆိုရင်ဒီမှာ search bar မှာကျွန်တော်ကဘာကိုရင်သွင်းရိုက်ရှာမှာဆိုရင် facebook.com ကိုကျွန်တော်ရင်သွင်းရိုက်ရှာပါမယ်ရိုက်ရှာပြီးပြီဆိုရင် ဒီမှာ Facebook login စိုင်းရင်သွားရှိပါတယ်ကျွန်တော်တို့ကအဲ့ဒါတွေကိုနှိပ်ကြပါမယ်ကို pay ရဲ့ admin account ကို login ဝင်တာပို့ပြီးတော့အစင်ပြပါတယ် login ဝင်ပြီးသွားပြီဆိုရင်ကျွန်တော် Chrome browser မှာပဲကျွန်တော်တွေကနောက်တစ်ခုရိုက်ရှာပါမယ်နောက်တစ်ခုကတော့ကျွန်တော် business manager ဆိုရိုက်ရှာပါမယ်ကျွန်တော်တို့ business manager ကိုရိုက်ရှာလိုက်ပြီဆိုရင်ဒီလိုမျိုးတွေ့ပါလိမ့်မယ် Facebook business manager ဆိုတာရှိပါတယ်အဲ့ဒါကိုကျွန်တော်ဝင်လိုက်ပါမယ် ကျွန်တော်တွေလူမျိုးလေးပေါ်ပြီးဆိုရင်ဒီတောင်လေးမှာကျွန်တော်တို့မှာအများပုံတန်တွေရှိပါတယ်ဒီမှာကျွန်တော်တွေကကိုယ့်ရဲ့အကောင့်တွေဆိုပါတော့ကိုကဒီမှာကိုယ့်ရဲ့ပေအားနှစ်ခုသုံးခုရှိရဆိုရင်ဒီမှာကိုယ်လိုချင်တဲ့ပေကိုဒီမှာချိန်လို့ရပါတယ်ကျွန်တော်ဒီပေနဲ့ပဲကျွန်တော်ပြောပြပြီးမှာဖြစ်ပါတယ်ဒီ create create ပို့ဆိုတော့ကျွန်တော်နှိပ်ပါမယ် နှိပ်ပြီးဆိုရင်ကျွန်တော်ဒီမျိုးလေးပေါ်လာပါတယ်ဒါလေးကိုကျွန်တော်လက်နှစ်ဖက်နဲ့ဒီမျိုးချင်းလိုက်ချဲလိုက်လို့လုပ်ရပါတယ်ကျွန်တော်တွေကဒီမှာ app video ကျွန်တော်က video တင်မှာဖြစ်တဲ့အတွက် app video ကိုကျွန်တော်နှိပ်ပါမယ်နှိပ်ပြီးပြီဆိုတာနဲ့ upload from desktop ဆိုတာကတော့ကျွန်တော်တွေ desktop နဲ့လုပ်ရတာဖြစ်ပြီးတော့ upload video ဆိုတာကတော့ကျွန်တော်တွေဖုန်းနဲ့ကျွန်တော်ဗီဒီယိုတင်ရတာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးတင်လိုက်ပါမယ် တင်ပြီးဆိုရတယ်ဒီလိုမျိုးလေးပေါ်လာပါတယ်ဒါလေးကိုကျွန်တော်ချက်လို့ရပါတယ်ပြီးရင်ကျွန်တော်ကဒီမှာတိုက်တယ်ဆိုတာရှိပါတယ်ကျွန်တော်ကဒါကိုယ့်ရဲ့ဗီဒီယိုတိုက်တယ်ကိုရေးရတာဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့ဒီမှာတိုက်တယ်လို့ပဲကျွန်တော်ရေးပြပါပဲဒီမှာ disc discussion မှာတော့ ကိုဆင်ပြေတာ discussion ကိုထည့်လို့ရပါတယ်ကိုကိုရဲ့ video ရဲ့အကြောင်းအရာထည့်လို့ရတယ်ဒီမှာ shark key တွေထည့်လို့ရပါတယ်ပြီးရင်ဒီမှာ test တွေရှိပါတယ်ဒီ test ကတော့ကို video နဲ့ဆိုင်တဲ့ test တွေထည့်ရပါတယ်ဥပမာ video ကြည့်တဲ့သူကဝတ်သားဟင်းချက်တာကိုကြည့်ကျင်နေဆိုရင်ဒီမှာ mix video က test မှာတက်မှာဝတ်သားဟင်းနဲ့ပတ်သက်ပြီးတော့ထည့်သွင်းထားမှာဆိုရင် mix ရဲ့ video ကို ပြကောင်းပြနိုင်ပါတယ်ဒါကြောင့် test ကလည်းအရေးကြီးပါတယ်ဒီ test မှာမိတ်ဆွေတို့ကိုယ်နဲ့အဆင်ပြေတာတွေထည့်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်အကြမ်းမြင့်ကိုပြောပြပြီးမှာပါဘာဖြစ်လို့ဆိုတော့ဒီဗီဒီယိုမှာအရေးကြီးတဲ့ချက်လက်တွေကိုကျွန်တော်ပြောပြပြီးမှာဘာတွေကအရေးကြီးရလိုအပ်တာလဲဆိုတာကိုကျွန်တော်ပြောပြပြီးမှာဖြစ်ပါတယ်ဒီမှာကျွန်တော်အရေးကြီးဆုံးကတော့ဒီမှာ slack language ဆိုတဲ့နေရာမှာအရေးကြီးဆုံးပါပဲဒီ slack language ကိုကျွန်တော်တွေက ရွေးချယ်ထားမှသာကျွန်တော်တို့ကျွန်တော်ရဲ့ပေကမော်ဒီတိုက်ဇေးရှင်းအောင်ွားခဲ့ရဆိုရင်ကျွန်တော်တင်ထားတဲ့ဗီဒီယိုကလည်းဝင်ငွေရမှာဖြစ်ပါတယ်ဒီလမ်းဝေးကိုမရွေးထိုင်တော့ကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေဝင်ငွေရမှာမဟုတ်ပါဘူးဒါကိုကျွန်တော်ရဲ့ဆရာပြောပြတာဖြစ်ပါတယ်ကျွန်တော်လည်းအားကြောင့်တိတို့ခုမှတိတို့မိတ်ဆွေတို့ကိုကျွန်တော်ဝေဖန်ခြင်းဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့အင်္ဂလိပ်ပဲကျွန်တော်ယူသိချင်ပါတယ်ကျွန်တော်လည်းအင်္ဂလိပ်ပဲယူပါတယ်ဒီမှာအင်္ဂလိပ်လိုရိုက်ရှာနေရပါပြီ ဒါအရေးကြီးပါတယ်ဒီလိုမျိုးလမ်းကွက်ရွေးဖို့အရေးကြီးပါတယ်မိတ်ဆွေတို့ဒီဘက်မှာ thumbnail ဆိုတာရှိပါတယ်ဒီ thumbnail လေးကိုနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကကျွန်တော်ရဲ့ဗီဒီယိုရဲ့ cover photo ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရွေးလို့ရပါတယ်ဒီကိုလုပ်ထားတဲ့ဗီဒီယိုထဲမှာပဲ cover photo ကိုဆင်ပြရထည့်ကြည့်တယ်ထည့်လို့ရတယ်ဒါမှမဟုတ်ပဲကိုယ့်ကိုတက်တက် cover photo လုပ်တာကိုလည်းထည့်လို့ရပါတယ်ပြီးပြီကျွန်တော်တို့အကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘက်မှာ နံပါတ်နှစ်သွားရှိပါတယ်နံပါတ်နှစ်လေးကိုကျွန်တော်နှိပ်ပါမယ်နှိပ်ပြီးပြီဆိုတာ ਨੇ ကျွန်တော်တွေကအခုဗီဒီယိုတင်ပါလားဆိုတော့မေးပါလေပြီးရင်တော့ရှယ်ကျူးနဲ့တင်ပါလားဆိုတော့မေးပါတယ်ဒါတော့ကိုရှယ်ကျူးနဲ့တင်ခြင်းနဲ့ဆိုရင်ကိုရှယ်ကျူးနဲ့တင်ပါအခုမှအခုချက်ချင်းတင်ခြင်းနဲ့ဆိုရင်တော့ public noun ဆိုကျွန်တော်ယူလို့ရပါတယ်ပြီးပြီဆိုတာ ਨੇ ကျွန်တော်တွေကဒီမှာ public store ကိုကျွန်တော်နှိပ်လိုက်တာ ਨੇ ကျွန်တော်တွေကကိုယ့်ရဲ့ဗီဒီယိုကိုတင်လို့ရပါပြီ။ ဒီဗီဒီယိုတွေကတော့ဒီလောက်ပါပဲဒီမှာအရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဗီဒီယိုတင်တဲ့ဗီဒီယိုတွေကိုတက်တည်ထည့်ရမယ်ကျွန်တော် description မှာ share key တွေထည့်ရမယ်ပြီးရင်ကျွန်တော် language ကိုကျွန်တော်တို့ပြောင်းပြောင်းပါမယ်ဒါမှသာကိုရီးယားပေးရ monetization မအောင်သေးဘူးကိုရီးယားပေးက monetization အောင်သွားတဲ့အခါကျရင်ကိုရီးတင်ထားတဲ့ဗီဒီယိုတွေကိုပတ်စံရမှာဖြစ်ပါတယ်ဒါဟုတ်မိတ်ဆွေတို့ကိုတီးတည်ခြင်းတို့ကျွန်တော် ပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ခုရရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးကြကြပါဦးနောက်ဗီဒီယိုမှာတော့ဒီဘက်ကလေးကိုကျွန်တော် review လုပ်ပြီးတော့ဖြစ်ပါတယ်ဒီဘက်ကလေးဆိုရင်တော့ကျွန်တော်တို့လိုမျိုးပတ်သက်မတက်နိုင်ဘူးတွေအတွက် budget မိုက်ကလေးရဖြစ်ပါတယ်ဒီဘက်ကလေးကတော်တော်လေးကောင်းတယ်ဒါကြောင့်ကျွန်တော် review လုပ်ပြီးမှဖြစ်ပါတယ်ခင်ဗျာ